နေလို့မရဘူးဒီတော့တခါလေးခေါ်သွားမှာမထားဘူးတော့ဒီငါပြထားတယ်တော့ကြည့်အောင်ဘာလို့တော့တော့ကြည့်အောင်ငါပြထားတယ်ဘာလို့ပြတာတို့မင်းတို့တော့ဝင်ကြည့်လိုက်ဟိုကြည့်ပြီပြီဒီတော့ကြည့်ပြီပြီငါလက်ကြီးချတာမြင်လားမြင်တယ်မြင်တယ်လို့မြင်လားကခုစောတော့ငါချတာလက်ကြီးအောင်ချတာမြင်လားမြင်တယ်လို့မြင်လား ပြီးတယ်ဒီတော့မဆွဲနဲ့လေးကိုအလိုတောင်းနေဆွဲနေတာတော့ဆွဲနေမဆွဲနဲ့ပါပါမတော့ဈေးပြတော့ပါပါတော့ပြောကုလိုတွေကအမတိချတာမြင်လားဆိုးသွားသွားကြည့်လိုက်ဦးကြည့်ပြီးပြီမင်းသွားကြည့်လိုက်ဦးကြည့်ကြလိုက်ကလေးတတိတော့ဈေးပြလောက်တဲ့ကုလိုတွေအရှင်မြတ်တော့ကိုပါမှာဒါတွေကမပါဘူးဒါတွေမပါဘူးဟုတ်တတိချတာမနေရဘူးဒီမှာဖော်မချဘူးငါဖော်ဖော်မချဘူးခုချတာလေမိတ်မတော့ညင်မှုနော် ပြီးတော့မိမ့်မသုံးကျင်ဘူးနော်။ဟာလက်ကြီးချတာမြင်လားပတ်ကြည့်တော့။ကြည့်ပါခဏနေကြည့်ပါ။ကြည့်ကြည့်လို့ကြည့်ညီတဲ့ကြည့်ပါမပူနဲ့ကြည့်ပါ။ကြည့်နော်။မစွဲနဲ့ဒီမှာထတာလက်ကြည့်ငါဟောဒီမှာမကြည့်လို့ဘာထားလဲဘယ်နည်းရည်ဘယ်နည်းရည်ကိုဘယ်တည်းဆုံးတာလို့ဘယ်လိမ့်တော့ပြန်တော်မူတာလို့ဆောင်ရရှိဘာလို့ဘုံမဆက်တာလို့မင်းမကောင်းတာဘာလို့ဘုံမဆက်တာလို့မနေရဘူးပြီးတော့အမိန်သုံးရမလား ဒီပေါ်ရင်မိမတုံးမြင်ဘူးတော့မဟုတ်ငါဒီပြီးပြီးဟာတယ်ညာဘူးဆက်ရမယ်ဆက်အရာဘာမှကိုတော့ပါမယ်ဟာဒီခေါကိုပြီးတယ်နော်သူပြီးတယ်ဟုတ်တော့ကိုတော့ပါမယ်ဟာပဲရမယ်ဆက်တော့ဘာမှဆွဲလို့မရဘူးဟာဒီခွေအောင်ကြိုက်ဘူးကြားလာပြီးတော့ကြားလာတော့နားတော့နားတော့ဒီမှာနေခွင့်မရှိဘူးကြားလာမနေနဲ့ ီတော့တခါတည်းခေါ်သွားမှာမရဘူးမနေလို့မရဘူးနေလို့မရဘူးပြီးတော့တခါတည်းခေါ်သွားမှာမထားဘူးငါပြခါတော့ပြကြည့်ဟုတ်ဘာလို့တော့ပြကြည့်ဟုတ်ငါပြခါတဲ့ဘာလို့ပြတာတော့ဒီလိုသွားဝင်ကြည့်လိုက်ဦးကြည့်ကြည့်ကြည့်ဒီလိုကြည့်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 ထားတာမြင်လားမြင်တယ်မြင်တယ်လို့မြင်တာငါကူဆောတော့ငါချတယ်ဒီလက်ပြောချတယ်မြင်လားမြင်တယ်လို့ဒီလိုလားသိတယ်ဒီလိုမရှိဘူးလားလမ်းနေတယ်

ya yeah. မဖွဲနဲ့ဘာလုပ်တာလဲဒီမှာမတွေ့ဘူးလေးရမယ်ဘယ်နည်းစီကိုလက်ထပ်ပေါင်းတာလဲဘယ်နည်းနဲ့ပြန်တော်မူလာလို့ဘာလို့ဘုံမဆက်တာလဲဘယ်မပေါင်းတာဘာလို့ဘုံမဆက်တာလဲဘာလို့ဘုံမဆက်တာလဲလေဟုတ်ဆက်ဘာမှမခုပြင်မှာဒီနေမပေါင်းရဆွဲလန်းနေတာကြောက်မှုဘာလို့ဘာလို့ဘုံမဆက်တာလဲအဲ့လိုသွားကြည့်ရတယ်ရွာလာသေးလားလာ

ော်ခိမဒီဦးမနေရဘူးနော်မနေရဘူးရုပ်ကလည်းတင်းတူပြီးစကားတဲ့နေကဘာလုပ်တော့လဲ ဘာကြီးပုံမှာတော့ဘာကြီးရဲ့တောင်ကျင်းမှာဒါဘာကြီးဘာကြီးဖုံးကြီးသူလူတန်းထားတဲ့ခရီးရေကန်နေအခုကသူနာရေးတွေလုံးမှုပြီးပုံဆောင်မှာပဲဖွင့်ကြည့်လိုက်တော့เนาะဒီကဘုရားစီရင်ကြည့်တယ်ဟိုကဒီကမောဟိုဟိုဟိုဘက်ကတောင်းမှာဘာကြီးတောင်းအဲ့မှာကြံလေးလို့ကြီးတာဒီတော့ကျောင်းကကျောင်းကကြီးဖြစ်ပြီးသွားပြီးစောင်းအောင်ပါဘာသူတော့ဒါသူပါအောင်တို့ဒီလည်းကျွန်တော်ကြုံမှုတွေအဲ့ကြကျွန်တော်လည်းတယောက်တည်းနေတော့တယောက်တည်းသမားတွေကိုကျွန်တော်ကိုချင်းစားတယ် ကဲဟိုတော်လို့လေးကပြန်တော်မူွားတဲ့အဲရေတကောတောင်ပေါ်မှာအောင်းတော်မူကုန်တဲ့နော်အဲ့မှာဥဒ္ဓမဆိုတဲ့ဆရာတော်ကြီးပြန်တော်မူွားတယ်အဲ့ဒီဆရာတော်ကြီးဆိုလူဘွားနဲ့စပိန်လေးနဲ့လာတောင်ကြီးကနေတက်နေပေါင်းများစွာအဲ့ဒီပုံမှာသူတန်ရှင်းကြီးတွေလောက်ဘာဖျားမှမရှိဘူးဘာသေးသေးမှမရှိဘူးတောင်ကုန်ကြီးအဲ့မှာသူဈေးဒီတွေတဲတယ်ဗျာလမ်းတွေလောက်တွေဗျာနော်ရေကန်တွေရှိတယ်ဈေးဒီတဲတယ်ဆိုတာကတေးသေးလေးလက်သီးသုံးလောက်ဟာလေးမဟုတ်ဘူးနော်อืม၁၈တောင်လောက်ဈေးဒီကြီးတွေတဲထားတာ ကားလမ်းပေါက်လာမပေါက်ဘူးချီးချင်းသူကိုယ်တိုင်ရေခတ်တယ်သူကိုယ်တိုင်ထမ်းတယ်သူကိုယ်တိုင်သေးတယ်လူတဲ့လူတွေရှိရင်သူငါပြီထမ်းတယ်အဲလမ်းပေါက်တာမှလုံလုံးရှိလုံးလေးနှစ်ပေါ့ဗျာအဲ့ဒါဘာမဆိုခင်ကျွန်တော်သွားတယ်ဗျာသွားလူတယ်ကတော့တယ်စကားတွေပါပြီးပြောတယ်ဘာလို့တော့ဆိုတော့ကျွန်တော်တို့ကလည်းကျွန်တော်လည်းတယောက်တည်းနေတာဗျာအဲ့ဒီဘုံကြီးကလည်းတယောက်တည်းနေတာရှက်ပါပါတယ်ဒီတောင်တန်းမှာတော့အားလုံးကမကောင်းဘူးလို့ပြောရမှာမဟုတ်အားလုံးကောင်းပါတယ်သူဟာနဲ့သူစွမ်းသားတွေရှိတယ်သူပေမဲ့ရွရွချွန်ချွန် လူဘဝနဲ့တယောက်တည်းနေပြီးနောက်ဆုံးယဟန်ဘဝကိုတက်ပြီးတော့တပါးတည်းနေသွားတယ်။ဘယ်ဘောမှလည်းမရှိဘူး။သူကလည်းသူခြွေတာစူဆောင်းချင့်ကြံပြီးတော့နေပြီးတော့လောက်သွားတယ်ចောင်းကံဖရားတွေကိုနေဦးပဲအဲ့ကောင်တောင်ကုန်းထက်ကြီးတွေမှာအုတ်လုံးရောက်မှုတဲ့တဲ့အိတ်ရောက်မှုဆိုလွေတဲ့လုံမဟုတ်ဒါပေမဲ့လောက်သွားတယ်ဗျတော်တော်ကျွန်တော်ချိန်မောင်းတယ်ကျွန်တော်တော်တော်လေးလေးစားပါဘာလို့လဲဆိုတော့ကျွန်တော်ဟိုးမြင်ဆုံးတောင်ကြီးမှာကျွန်တော်တက်နေတာတဝါတွင်အဲ့တက်နေပြီးပြီဆိုဟို ပေါင်ကမူလေးကနေသူ့ကိုလှမ်းអော်တာဝူးဆိုဟေးသူအဲ့လိုအဲကျွန်တော်ကိုခေါ်လာတော့မိုးကြီးရေဘာလို့အတော့မလိုပါဘူးအဲဒီရောက်နေတယ်အဲ့လိုချက်လေးတွေပြီးတယ်ပေါ့ကျွန်တော်ကလည်းမီးတွေလှန့်လှန့်ထိုးတယ်ဗျဒီနေ့ကမိုးတွေကတော့အကောင်းအောင်တော့အောက်မှာဟိုတလောကရန်တော်မမူခင်ကဆင်းရလာတော့တွေ့ဦးသိန်းကြီးဘာလို့အတော့ဆိုမလိုအပ်ပါအောင်ကွာတဲ့ငါလည်းလှုပ်စရာလေးတွေကျန်နေတာပြီးတက်အောင်လှုပ်ရမယ်ဘာလို့လှုပ်စရာကျန်တာတုန်းဆိုတော့ကျွန်တော်ပြောသွားတာတော့သူဒီဟင်းသာကူကတက်တက်လမ်းကြီးကစောက်တယ်ကွာတဲ့ငါတောင်ဘက်ကနေမင်းတို့ဘက်ကနေလမ်း ွင်းလန်းကနေငါလုံမယ်လုံပြီးတော့ရည်တွင်းတူးတဲ့စက်တွေတည်ပြီးတော့တင်ပြီးတော့အဲ့ရှိဘက်ကရှိမှုတွေကိုရည်တူးမယ်ကွာတဲ့ဒါပါပဲတဲ့ကျန်တာကတော့လုံเสียမလို့တော့ပါမို့တဲ့တရားဆိုတာလည်းမင်းပြောသလိုပဲမူကြီးရတယ်။ဘာလုံလုံလုံရင်ကရင်နဲ့တိတ္တိထားရင်ဒါအေးချမ်းွားတာပဲကွာကျွန်တော်တို့ကလူဘဝကလည်းတူတူစုံကြတော့ဆွေးနွေးတယ်တိုင်းမင်းလေရဟန်းဘဝမှာသူဥတ္တမကြီးသင်္ကန်းဝယ်ွားပြီးဆိုတော့ကျွန်တော်မကြမကြသွားတယ်လူတယ်အဲဒီနေ့ကျမိုးရီယာများတော့ကျွန်တော်လည်းမရောက်ဖြစ်ဘူးသူအောက်မှာ သူခွေးလေးတွေကျွေးဖို့စာလက်ဆင်းဝင်ရင်ကျွန်တော်နဲ့တွေ့တယ်ကျွန်တော်ဝဲလူတယ်အဲသူကတော့ကျွန်တော်ကိုတွေ့တော့ပြောသေးတယ်ပြန်တော့မမူခင်ကအောက်မှာဆင်းလာတော့အကွာတယ်မင်းပြာသူလာတဲ့ကြတော့လာခဲ့အောင်ကွာတယ်အဲပြာသူလာတော့လာနိုင်တယ်ဖေကလို့ဒီကြတော့တပီတော့မလာနိုင်ဘူးလို့လုပ်လေးတွေလည်းရှိတယ်ခကြီးလေးလည်းသွားမှာဆိုအေးပါတဲ့အခုကြတော့ပြာသူတောင်မှမဆောင်လိုက်ဘူးဦးဓမ္မကြီးပြန်လွန်တော်မူသွားနော်ဒါပြန်လွန်တော်မူသွားရဲ့သွားပီပီတီတီနေလို့ပေါ့ဗျာဂျမ်းမကြီးမကောင်းတာကိုတကာကြီးရှိတယ်ညီကိုမောင်နှမရဲ့ရှိရခေါ်လို့ရတာပေါ့သူ့ကိုကပီပီတီတီနေသွားတာ ကျွန်တော်မူတာ၄ငက်ရက်နေမှပုံနေမှအတိအဲတော့မှသွန်သွားဖို့တဲ့အကောင်လေးနဲ့တွေ့လို့ကျွန်တော်ကတော့အခုချိန်ဒီအဲ့တော်မှမရောက်သေးပါဘူးဗျဘာလို့တုံးဆိုတော့ဘုံကြီးတစ်ပါးပြန်တော်နူမွားတယ်ဆိုရင်သူတို့ပြည်စည်းပြည်စည်းရာအစတန်ခါနဲ့ပတ်သက်ရင်တန်ခါကိစ္စတွေရှင်းရလင်းရတာရှိရလေအဲထို့တူပဲနောက်ပိုင်းတော့ကျွန်တော်ဖြည်းဖြည်းခွေးလေးတွေစာသွားကျွေးမယ်ဗျအဲ့တော်ကုန်ထိတ်ဘာလို့လဲဆိုခွေးရလဲ၁၀ကောင်လောက်တော့ကျန်လောက်သေးတယ်သူကလည်းများတယ်အဲ့တော့ကြောင့်လူဆိုတာကတတိထင်ရှားရှိနေရင်မစားရင်တောင်းစားလို့ရတယ်ပြောစားလို့ရတယ်တလိမ့်ဆန်လေးတွေက တနာတွေကကောင်းနေတယ်အဲဒါကြောင့်ကျွန်တော်နောက်နေ့ဝေးလေးတွေသွားကျွေးမယ်လမ်းတော့ဒါရွှေဟင်းသာကူထက်ကအောင်တော်မူကုန်းပေါ့ဗျာဒီလောကတော်ထဲမှာပြန်တော်မူွားတာ6ရက်လောက်နေမှဒီကတယောက်သွန်းလာဖို့လို့တည်ရတဲ့ဥဒမာဆိုတဲ့နေရာကိုကျွန်တော်သွားမှာဗျခါတိုင်းလဲလာတော့လှူဦးတယ်မကြမကြလားလှူတယ်ဗျကျွန်တော်ကလက်ရွာထိတ်ကို ဓာတ်စီဝဲဆိုပြီးလာရင်းနဲ့ညောင်မကြီးကနေလှမ်းကြည့်လိုက်တာတောင်ကြီးဩငါခါတိုင်းဓာတ်စီသွားသွားလှူတယ်လို့ငါတက်အောင်ပဲတက်လာနားတော့ဒါပဲဗျတော်တော်ဆိုးတယ်ချိုးနေရမရဘူးတယောက်ပိုးကိုတော်တော်မောင်းပါတော့အာဝူတွေတော့ကမင်းတုတ်လည်းပါတယ်ဗျမုံလည်းပါဒါလေးသွားကြွေးမယ်ဗျပေါ်ရောက်ရင်တော့ဥရမကြီးဘယ်တော့ကဘလို့နေလာတယ် ဒီလိုစလှုပ်လာတယ်ဆိုတာကျွန်တော်တီးတော့ပြောပြမယ်ဗျာနော်အားလုံးကြော်ကျွန်းချမ်းမြေ့ကြပါစေကဲဟိုတလောလေးရရေတော်တောင်းပေါ်မှာအဲပြန်တော်မူွားတယ်ဆိုတဲ့ဆရာတော်ဦးဓမ္မပေါ့အဲဆရာတော်ကြီးရဲ့ကျောင်းနေရာရောက်တော့မယ်ဗျာဒါတော့ရောက်ခင်နေရာဇီဒီတွေပေါ့ဗျာအိုးဘုရောအဲ့လိုလေးဝူထိုးလိုက်ရင်အေးငါတကမောင်မိုးကြီးလာပြီကွာဆိုပြီးတော့ ဟိုလည်းပြန်ထိုးတယ်ဗျဘူးထိုးတယ်ခုတော့အဲ့တန်နေမကြားတော့ဘူးဗျသူ့ရဲ့အာဟုတွေတော့တန်ကြားပြီဗျကျွန်တော်အာဟုတွေတော့ကျွေးသွားမယ်ဒီတောင်ပေါ်ကတော့တက်ချင်တော့အဆိုင်ကလည်းမကောင်းဘူးဗျရွှေရင်းသာဂူတီဆိုင်ကမောင်းထားပြီးတော့လာမယ်ဆိုရင်တော့ချီချင်းလေးနဲ့တက်ကင်ရောက်ပါနော်ဒေတာ8အုတ်တပွင့်အုတ်တစ်ချက်ပေါ့ရောက်ဖို့ဆိုလွယ်တဲ့နေရာကြီးမဟုတ်ဘူးတော်တော်ကိုလောက်သွားတယ်ဗျအဲလူဘဝမှာပဲဖြစ်ရဟန်းဘဝမှာပဲဖြစ်ဖြစ်မှန်တိုင်းပြောရင်တော့ ဒါသူ့ရဲ့မျိုးတွေကနေမိသားစုတိုင်းဝိုင်းနေရှိတယ်ဒီရောက်တယ်လူဝမ်းနဲ့လာတယ်နေတယ်လမ်းတွေဖောက်တယ်လူလမ်းတွေကောင်းကောင်းဖောက်နောက်ပိုင်းဖျားတွေတေးတယ်ဟောဒီမှာဓမ္မယုံနေဇရက်တွေဆိုရင်နော်စောင့်ထားတာနဲ့လာမဟုတ်ဘူးဗျအဲကြောင့်မို့တော်တော်ကြိုးစားအားထုတ်တဲ့ယဟန်တပါပေါ်ဗျာနော်လောကကြီးထောက်ခေါက်သွားတာနှမျောတယ်ဘာလို့နှမျောတယ်လဲဆိုတော့လူဆိုတော့ဘေးချင်းကြောင်းတရားကိုမလွန်ဆန်နိုင်ဘူးဗျသို့ပေမဲ့ ဒီတော့မမနေကလေးလူဘဝနဲ့ကလေးကျွန်တော်ကယဉ်နီးတယ်ယဟန်ဘဝရောက်လာတော့နေတော့လဲယဉ်နီးတယ်သူ့မာဒီဘဝမှာလောင်ကစားမလုပ်ဘူးဗျာလူနော်ဥပမာတောက်စားပါညာမရှိဘူးဗျာတပါးတယ်ရိုးရိုးတသားကြီးနေတယ်အဲဒီလိုလိုလူသွားလမ်းနေစိုင်းကလမ်းနေဖြစ်ဖို့ဘယ်မှမလဲလူလူမခံဘူးဗျသူ့လောက်အားနဲ့သူလောက်တယ်ဒါပေမဲ့လာလို့လှူရင်လေလက်ခံထားပြီးတော့ကြီးရဲ့ဝတ္ထုလေးတွေကိုစုထားတယ်အဲနောက်ပိုင်း တဏ္ဍာရဝဲတယ်သူလာကြီးတွေနဲ့အောက်ကိုကဲတယ်ပြီးရင်ဆိုင်ကင်နဲ့တစ်ဆင့်တင်းတယ်ဒါဆိုင်ကလန်ပေါက်တာမှကျွန်တော်တို့လုံလုံရှိရင်ခုနှစ်နှစ်လောက်ပေါ့ဗျာအဲ့ဒီရင်ကလေးကနီးလာတာကတော့နှစ်ပေါင်းဘုံပဲဝင်းကျင်လောက်တော့ရှိပြီဗျ20နှစ်20လောက်ကတော့ရည်မရှိလမ်းမပေါက်ဘဝကိုအဲ့လိုနီးလာတာဗျာနော်ဒါတွေလဲအောက်ကနေထန်းတင်ရတာပဲဗျဘဲတွေပုတ်တွေပြီးလဲမြေတွေ တောင်တန်းကိုဇွဲနေတောင်တန်းကိုစိတ်တက်နေရတာမအောင်မြင်ဘူးဗျအဲမဲ့တော်တော်ကိုတူယူလိုက်ပါတယ်ဗျကျွန်တော်ကတော့တော်တော်လေးသဘောကျတယ်ဒီစီအရော်ကြီးလူဘဝကနေရဟန်းဘဝအထိနေပုံထိုင်ပုံလေးလုပ်ပုံလေးအဲကျွန်တော်ကဟိုးမြင်ဆုံးတောင်ကြီးမှာတက်နေတယ်ဗျအဲမြင်ဆုံးတောင်ကြီးပေါ်မှာလဲကျွန်တော်တဲလေးတစ်လုံးရှိတယ်တော့ခြံလေးအာရနဲ့ကျွန်တော်ကဝူးလို့လမ်းထိုးသူကလည်းဝူးပြန်ထိုးတယ်ဗျမိချက်တွေလည်းပြတာပေါ့ဗျာ မမွေးတဲ့ငါမီးမပြတဲ့နေတော့တီးပြီးသားမှတ်กว่าတယ်မဲရောက်နေတရောက်အဲ့လိုလေးနေကြအဲမိုးတွင်းဆိုတော့မီးမပြနိုင်ဘူးလေမမြင်အောင်မြူတွေနဲ့နောက်ပိုင်းခုကြတော့ပြန်တော်မူတာလဲကိုလည်းမသိလိုက်ဘူးအဲတီးတော့လဲဒါသူတို့လုပ်ငန်းကိစ္စတွေတန်ငါးရဲ့လုပ်ငန်းတွေလုပ်ကြတော့ကျွန်တော်လဲမလာပြဘူးဗျအခုတော့တရောက်မှမရှိဘူးလာတယ်ဗျအောက်လာဟေးမင်းတို့ကောင်းနေငါတဲလိုက်မလားကဲခုတော့မင်းတို့ပဲငါ့ကိုလာကြိုတယ်ဗောနော်သူကတော့ ။ဦးစင်းဦးဓမ္မဟေးမိုးကြီးရဲ့ဆိုလန့်လန့်ခေါ်တာ။နော်။ဦးစင်းဟိုတချို့ကကြလိုင်းပေါ်မှာဝင်ပူးတော့ကြတော့စွဲလန်းလို့ဘာညာပြောကြ။ဒါအဲ့လိုလည်းမပြောပါနဲ့ဗျာနော်။ဘာလို့တုံးဆိုသူစွဲလန်းနေဆိုတာလောက်စီရတွေကြံသွားလို့ပါပစ္စည်းဥစ္စာတွေစွဲလန်းတာတော့မသေးခင်ပြန်တော့မမူခင်ကလေးကစကားတွေပြောမှုပါလေအခုမှသူမမောပါဘူးစွဲလန်းမအောင်နော်လောက်စီရတွေပလန်တွေကတော့အများကြီးကြံသွားတယ်ဗျသူလည်း ဒီဒီတွေဆိုနေတာမဟုတ်ဘူးအသူရင်ဆုံးနေတဲ့နေရာကိုကျွန်တော်တစ်ချက်သွားမယ်ဗျာဘာလို့တုံးဆိုတော့ဒါကဒီဘက်ဒီနောက်ပိုင်းမှာတည်ထားသူရင်ဆုံးနေခဲ့တဲ့အောင်းတော်မူကုန်းအဲရောင်းရင်တော့တခါကျွန်တော်ပြမယ်ဗျာနော်အေးလာကွာမောင်ဖြူတို့မောင်မဲတို့လာလာလာငါမုံကျွေးမယ်ဟမ်အေးမင်းတို့ညလည်းအော်နေကြတာကွာငါတည်းရကြရတယ်လားကျွန်တော်ငါးစီကိုလိုက်လာခဲ့ကွာမင်းတို့ကောင်တွေကိုကျွေးမယ် ်လောက်ထားတာတော့ကျွန်တော်တို့နေရာတွေတောင်းတောင်ကြီးနဲ့မဝေးဘူးဗျဒီလိုအုတ်ခုံတွေဒီလိုထိုင်ကုန်တွေကျွန်တော်တို့မလုံနိုင်သေးဘူးဒါအင်းဆုံးတော့တောင်ဝေးကြီးတယ်မှာဗျာဖရလာရင်နားဖို့ထိုင်ဖို့လောက်ထားတာမလီဘုရားဘုန်းကြီးတော်ပြောတဲ့အာဃလူဆိုတာဥကလာတာကွာဩတော်တော်ကိုလေးစားလိုက်ပါတယ်ကွာကျွန်တော်ကတော့ ဦးတမကြီးပြန်တော့မမူခင်ကလည်းကျွန်တော်ကလာတယ်ဗျကျွန်တော်ကလှူတယ်ဗျလှုပ်စရာရှိတာကျွန်တော်ရှိတာလေးလာလာလှူတယ်ကျွန်တော်လာရင်တော့သူကလည်းပြောနေတာဗျကဲခုတော့ခပြုံးပြုံးကြီးနဲ့မျက်နာလဲကျွန်တော်မမြင်ရတော့ဘူးဗျအာဦးတွေရဲ့မျက်နာလေးတွေကလည်းမိုင်းထွင်နေတယ်ဗျနော်အကူမဲ့တယ်ဆိုတဲ့ပုံစံလေးဖြစ်နေတော့ကဲဘိုးပြူအိုင်မိုးဒီလိုက်ခဲ့ကွာမောင်မဲလို့ရရှိရနော်နော်ဒီမှာတော့နေမနေတော့နဲ့မင်းတို့ဘယ်သူမှကြွေးမှလည်းမဟုတ်ယူလေဖြစ်မြောက်အောင်ကတော်တော်လှုပ်ခဲ့ရတယ်ဗျဒါနောက်ပိုင်း ီလိုမလုံနိုင်တော့မှထိမ့်သိမ့်မှုဆိုတာတော်ယုံဇွဲနဲ့တော့မရတော့ဘူးထိမ့်သိမ့်မှုလည်းရှိမှမပြည့်စည်မှလေကဲကျွန်တော်နောက်ထပ်တော့အရင်ဆုံးပထမဆုံးနေတဲ့ဆရာတော်ကြီးရဲ့ကျောင်းနေအောင်ကျွန်တော်သွားမယ်ဗျာနော်